ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ပရိသတ်များအလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်အောင်ဂမ္မယာဖြစ်ရဲ့စံကျယ်ဇလန်းကောင်းလေးကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူမိုးထိုးမကွေးရေးသားထားတဲ့သူများနဲ့တဖန်ပြန်လဲနိုးထခြင်းဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇလန်လီမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းနာစင်နိုင်ဖို့ဘေးနားနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ကောင်းငင်ကြီးကပြလေးရည်နေပြီးတော့တိမ်ဆိုင်တိမ်ခဲလေးတွေကသူ့အဆုနဲ့သူရွေ့များနေကြတယ်။အိမ်နောက်တော့ဒူတီနေတဲ့နှက်တောင်ဟာတောတောင်ရင်မြေတဘာဝတို့အတိုင်းစိမ့်နှန်းသားရအေးချမ်းနေရော်တယ်။ ကရင်ပြည်နယ်နဲ့နတ်တောင်ပြည်နယ်နေဆက်အနီးကနတ်တောင်ကိုဆိုလိုတယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့မှာတည်ရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်ထက်2623မီတာ8606ပေမြင့်နေလို့လည်းသိရှိရတယ်။တာယာအေးချမ်းနေတဲ့နနက်ခင်းတစ်ခုမှာတော့တမင်မာကြီးတကောင်ကကျောင်းရဲ့အနီးမှာအေးအေးလူလူရေတောက်ဆင်းလာခဲ့တယ်။တမင်မာကြီးကရေတောက်နေရင်က အနေရဲ့အငွေသက်ကိုရသွားပြီးတော့ခေါင်းထောင်ကြီးမိချိန်မှာတော့ သူအတိနောက်ကျသွားခြင်းပြီသူရဲ့ညာဘက်နံရိုးတဝိုင်းအသေးခိုင်အောင်နာကျင်မှုမျိုးရရှိမိကပြေးလျော်တယ်တမင်မာကြီးပြေးတဲ့အခါမှာတော့ပုန်းရှုံနေတဲ့မိုးဆိုးကြီးနှစ်ဦးကအနောက်ကနေဒူးလေးကိုတအုပ်ကကန်ပြီးတော့တနက်ရှိတလက်ကိုတအုပ်ကကန်ကပြေးလိုက်လာနေကြတယ်တမင်မာကြီးအနောက်ကိုမျက်ခြေအပြတ်မခံမေးတာရဲကဲ့သို့အကြည့်မျိုးဖြင့်လိုက်လာနေကြတယ်တမင်မာကြီးကတော့တဖြည်းဖြည်းခန္ဓာကိုယ်ကထုံတိုင်းလာသလိုမလို့မရှားချင်တော့အောင် သူ့ရဲ့ခန္ဓာကိုယ်ကလေးလံလာတယ်။တမေမာကြီးကမျက်လုံးအိမ်ထဲမှာသူ့ရဲ့ရင်သွေးကိုပြေးမြင်မိတယ်။ဟုတ်ပြီတဲ့။ဤတောင်ထိပ်အနီးကဂူထဲမှာတော့ရင်သွေးငယ်ဖြစ်သူဟာထားခဲ့ပြီးတော့သူ့အစာရှာဖွေပြီးရေတောက်ဆင်းချိန်အခုလိုမျိုးကြုံရချင်းမှာသူထွက်လာတာက အနှင်းငယ်ကြပြီဖြစ်တာကြောင့်သူ့ရဲ့ရင်သွေးဗိုက်စာရှာနေရောမင်း။သူဒီနေရာမှာတည်သွားခဲ့ပါက သူ့ရဲ့ရင်သွေးကအစာငယ်၍တည်ပြီမင်း။တမေမာကြီးကမိခင်တယောက်ရဲ့စိတ်မျိုးဝင်လာပြီးတော့ အာကုန်ပြေးပြီးတောင်ပေါ်ကိုတက်လာခဲ့တယ်။အနောက်ကနေလိုက်လာတဲ့ကရင်မိုးဆိုးကြီးနှစ်ယောက်ကလည်းတနေရာအရောက်မှာတော့တမင်ကိုမျက်ခြေပြတ်သွားပြီးစိတ်တူနေကြတယ်။နင့်ကအဲ့ဒါကြောင့်တနက်နေ့ပြစ်မယ်ပြောတာ။အခုတော့ပထမဆုံးတားကောင်လွတ်ပြီးမဟုတ်လားမန်းပါဝေး။နင်ကလည်းငါ့ကိုပဲအပြစ်မတင်နဲ့လေ။တနက်တန်ကြောင့်အနာကတားကောင်နေပြေးကုန်မှာပေါ့။ဒါကြောင့်ကဒူးလေးနဲ့ပြစ်တာမှန်တာပဲလေ။များမှလည်းအစိတ်လူးထားတာပဲ။ ဒီသမီးမသေးပဲဒီလောက်ပြေးနိုင်တာကိုငါအံ့ဩနေတာမိုးဆိုးကြီးနှစ်ဦးကသူ့ကိုချင်းချင်းပြောဆိုပြီးတော့တခြားသားကောင်ရှာဖို့ထွက်ခွာသွားကြတယ်သမီးမကြီးကတော့ချုံနေရီခြားကနေခန္ဓာကိုယ်ကိုထိမဲ့ရင်းနေတောင်မုတ်ကိုမရောက်ရအောင်တက်လာခဲ့တယ်တိတ်လဲမဝီးလန်လာတာကြောင့်ကူဝါကမျက်ရိုင်းချုံနေရီအောင်မှရှိတဲ့ခွေးတလူစာနေရာကနေငုံဝင်လာခဲ့တယ်ကိုတွင်နေမှာဘေဘီကကြောက်သားတွေကာယံပြီးတော့အောက်ကျန်းခင်းကတော့မိသားပင်ဖြစ်ပြီးတော့ ကြောက်တုံးကြီးတွေလည်းကူးထဲမှာရှိတော့တယ်။တမင်မကြီးကကူးတင်းလေးကိုလဲချလိုက်ပြန်ထားလိုက်နဲ့ဝင်လာခဲ့တော့တယ်။သူ့ရဲ့ခန္ဓာကိုယ်ကအာရင်တွေဆုပ်ယုပ်နေပြီးတော့မျက်လုံးတွေပင်ပြဝင်လာတယ်။မိခင်တယောက်ရဲ့စိတ်ကိုမန်တီမီရှောက်လာခဲ့ပြီးတော့ကူးအတွေ့ဆုံးကြတဲ့နေရာကြောက်ဖြာကြီးပေါ်ကပလင်ခွေထိုင်နေတဲ့ကျောက်ဟူကြီးအနာကောင်ရင်သွေးငယ်အားလန့်ကြည့်လိုက်တယ်။အိမ်နောက်တော့ကျောက်ဖြာကြီးပေါ်ကိုတက်ပြီးကျောက်ရွေးပေါမောအားခေါင်းတင်ပြီးတော့များတန်တန်လန်းနေ တစောင်းလေးချလိုက်ချင်းတော့သူ့ရဲ့ရင်တွေက သူ့ရဲ့နှုတ်ချိုကိုတောက်တုံးနေရော်တယ်။တမေမာကြီးကသူတရားတော်မယ့်အဖြစ်နဲ့ရင်တွေဖြစ်သူဟာထားခဲ့ရမှာကို တွေးမိပြီးတော့မျက်ရည်တွေစီးကြလာလေတယ်။တမေမိခင်မကြီးရဲ့မျက်ရည်တွေကကြောက်ရွံ့အဖို့ကိုတဆက်ချင်းချရောက်နေရော်တယ်။အဲ့ဒီချိန်ကောင်းခင်မတိမ်ကင်းစင်နေတော့လေတက်စီးကြောင်ကြီးတွေထားသွားပြီးတော့ဘိုးချင်းတန်တွေထွက်ပေါ်လာတယ်။တောင်ကြီးတစ်ခုလုံးဟာလေမြင်းငင်းရင်လှုပ်တယ်လို့တုံဟင်းနေရော်တယ်။ လေးတွေကလည်းအားနဲ့မနဲ့တစ်ချက်ကနေစောင့်တိုက်သွားတော့တယ်။တမင်မကြီးခေါင်းတင်ထားတဲ့ကြောက်ရုံကြီးကတုံရင်လာတယ်လို့ခန့်စားရပြီးတော့ကြောက်သားပြီကအမုံမားတွေနဲ့ပြောက်ကွယ်လာတယ်။ကြောက်သားတူတဲ့ပြောက်ကွယ်သွားတဲ့နေရာကတော့လူတယောက်ရဲ့အသားရည်ကိုတွေ့ရတော့တယ်။ဖြည်းဖြည်းချင်းကြောက်သားပြီအမုံမားလေးတွေနဲ့အားလုံးပြောက်သွားချိန်မှာတော့ကြောက်ရုံကြီးနေရာမှာတီကြီးခန်းသားတွေမျက်နှာပြီးပြီးတည်တတ်တဲ့နှုတ်ခမ်းမျက်ခုံးကောင်းကောင်းနဲ့တွေ့လျားနေတဲ့လက်ချောင်းတွေရှိတယ်။ အသက်20ကျော်လို့သာထင်ရမယ့်လူငယ်တယောက်က တင်ပလီခွေးလေးရဲ့ထိုင်နေရော်ဒီအဲဒီလူငယ်ရဲ့ကြည်လင်တောက်ပါဆူရှလာတဲ့မျက်လုံးတွေပွင့်လာတဲ့အခါတော့တောင်ကြီးကထပ်မံပြီးတစ်ချက်တုံ့ဟီးသွားပြီးတော့ကောင်းကင်မှာမိုးချင်းတန်ကြီးကထွက်ပေါ်သွားပြန်နေအဲဒီလူငယ်ကပြုံးလိုက်တဲ့အခါတော့သူ့ရဲ့ပါးနှစ်ဖက်ကပချိုင်တေးသေးလေးနှစ်ခုကချစ်စပွဲကောင်းစွာထွက်ပေါ်လာတယ်။တမေမာကြီးကဒူးကိုတွေ့တော့လေမထနိုင်တော့ပဲအားရီကုန်ခန်းကောင်မျက်လုံးကိုပိတ်ချလိုက်တော့တယ်။ သူငယ်ကသခင်မကြီးရဲ့ဥကောင်းကိုပုတ်တက်ပြီးတော့နင်ဟာငါ့ရဲ့ကျေးဇူးရှင်ဖြစ်တယ်သခင်မအဲ့ဒီလိုဆိုလိုက်တယ်အိမ်နောက်တော့တမင်မရဲ့ဝမ်းပိုက်မှာစိုက်နေတဲ့မြားတံကိုချွတ်ယူပြီးတော့လွင့်ပြစ်လိုက်တယ်အိမ်နောက်တော့နင်ဒီနေ့တရားမိတ်ကံမပါဘူးအဲ့ဒီလိုတမင်မကိုကြည့်ပြီးဆိုလိုက်ကသူ့ရဲ့ညာလက်နဲ့တမင်မကြီးရဲ့ဒဏ်ရာကိုအုပ်ပြီးတော့နှုတ်ကနေအစိတ်ချဂါထာတစ်ပုဒ်ကိုရွတ်ဖန်လိုက်တော့တယ်တခဏကြာမှတော့ ။တမင်မာကြီးရဲ့တကိုယ်လုံးကိုပြန့်နေနေတဲ့အစိတ်တွေကစုပြုံပြီးတော့ဒံယာကနေပြန်ထွက်လာကအစိတ်တွေလုံးလုံးကုန်ကျင်းတော့ဒံယာဟာလည်းအကောင်းပကတိအတိုင်းအသားဆိုင်အသားကြီးတွေပေါ်လာနေတယ်။တမင်မာကြီးကမျက်လုံးပြန်ပွင့်လာပြီးတော့သူ့ရဲ့ဒံယာကမနာကျင်တော့တာကိုသိလိုက်တယ်။သူ့ရဲ့အာရင်တွေလည်းပြေးဝနေသလိုခံစားရပြီးတော့ထလာခဲ့ကကိုအတွင်းထဲမှာခုံပေါက်ဆော့ကစားနေရော်တယ်။တမင်မာကြီးကခုံပေါက်နေရာကနေလူငယ်ကိုကြည့်ပြီးတော့ရှေ့ခြေနှစ်ဘက်ကိုညွှန်ချကောင် ဦးချဟန်ပြုတ်လုပြရင်အိမ်နောက်တော့ခေါင်းကိုမော်ပြီးတော့သူ့ရဲ့ရင်သွေးကိုညှို့ပြကောင်တခုခုပြောဆိုနေဟန်ရှိတယ်။လူငယ်ကပြုံးလိုက်ပြန်နေ။ကောင်းပါပြီတမင်မ။နေဟာငားရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက်အခုချိန်ဟာစပြီးဝိညာဉ်ကံတာမပိုင်။သူတပားတတ်တော်တေးချင်းမျိုးမှနင်တို့သားမီလူကင်းပါစေကွယ်။တမင်မကြီးကအိမ်လူငယ်ပြောတာကိုနားလေတဲ့အလားမျိုးထူးသွားတော့တယ်။အိမ်နောက်တော့လူငယ်ကမတ်တက်ထားရဲ့ကောင်ကြောက်ဖြာပေါ်မှာစီမီတော့ ကူပြင်းကိုရှောက်လာခဲ့တယ်။ကူပြင်းကိုရောက်တဲ့အခါတော့ခြုံနေတွေကသူ့လိုလိုလမ်းဖွင့်သွားပြီးတော့လူငယ်ကူပြင်းရောက်တာနဲ့ပြန်ပိတ်သွားခဲ့တယ်။လူငယ်ကတောထောင်တစ်ပင်တွေကိုကြည့်ပြီးတော့လက်နောက်ပြစ်ကမျက်လုံးကိုမေ့ပြီးတော့လေကိုတဝါကြီးရှူသွင်းလိုက်တော့တယ်။အလီအောင်ကောင်းစာရမှသာအဲဒီလူငယ်ရဲ့ပစိုးနဲ့အင်ကြီးကယောဂီရောက်လို့ထင်ရတော့လေအနှဲ့ရောင်ခက်မိန်မိန်ဘက်ကိုသွားလိမ့်တယ်။လူငယ်ကဂူနာဟာနေထွက်လာခဲ့ပြီးတော့ တော်လန်လေးအတိုင်းတောင်းကိုဆင်းလာခဲ့တော့တယ်။အဲ့လိုနဲ့လူငယ်ဟောင်းတောင်းကိုဆင်းလာခဲ့ရင်တဏှာကို အရောက်မှာတော့တောင်ဆောင်တဲ့ကြီးကသူ့ရဲ့ရှေ့ကို စီးတော်ကြောက်စီးပြီးပေါ်လာလေတယ်။ကြားပေါ်မှာစီးပြီးတော့လူငယ်ကိုတောင်ဆောင်တဲ့ကြီးကအယုဒေပြုလိုက်တယ်လို့ကြားရလေဝှစ်ချလိုက်တော့တယ်။တောင်ဆောင်တဲ့ကြီးပဲအဘေးကြီးကြောင့်ရောက်လာရတာလေဗျ။အရေးကိစ္စရေလို့မရှိဘူး။ဆရာလေးကအခုဖြစ်တယ်ဟာလူပီဆိုတော့ ကန်နာကြီးပြန်လဲတော့မယ်ဆိုတာသိလို့ကျွန်ုပ်ကလိုင်းအောင်နှုတ်ဆက်တာပါ ကောင်းပါပြီကျွန်ုပ်ကြောက်သားအဖြစ်ပြစ်ဒဏ်ခံနေရတော့မှစောင့်ရှောက်ပေးခဲ့တာကိုလေကျွန်ုပ်ကကျေးဇူးတင်ပါတယ်ရပါတယ်ဆရာလေးဒါကျွန်ုပ်တို့ရဲ့တာဝန်အရပါဒါနဲ့ဆရာလေးကျွန်ုပ်သီးသလောက်ရတော့ဆရာလေးကပြစ်စားလေဆရာတယောက်ကိုမောင်းအောင်ထားတာမဖြစ်လို့တာဝန်မကြီးရနဲ့ပြစ်ဒဏ်ပေးခင်ရတာဆိုဗျဟုတ်ပါတယ်ဒါအမှန်ပါပဲ ဒါလေးပြုမိရနဲ့ပြည့်ကြံရကြီးလိုက်တာဆရာလေးရဲ့မလုံဘူးလားမဟုတ်ဘူးတောင်ဆောင်နိုင်ကြီးရဲ့ကျွန်ုပ်ရဲ့အဖဆရာရီအထက်ပုဂ္ဂိုလ်ရင်းနဲ့ပူပူတို့ကအကြောင်းမရှိပဲမလုပ်ဘူးအခုလိုကျွန်ုပ်ကြောက်ရွံ့ထူကြီးအဖြစ်နဲ့ပြည့်တန်ခင်ရတယ်ဆိုတာကလည်းရှိဘွားတို့ကယဟန္တာမထေမြတ်ကြီးတပါတရားအထုတ်နေရကိုကြည်ပြီးကြောက်ရွံ့ကြီးကြနေရပဲလို့စိတ်ထဲကနေပြမမိခဲ့တယ်ယဟန္တာမထေမြတ်ကြီးကိုစိတ်နဲ့ပြမမိတဲ့ကံဝေကျွေးက အခုဘဝမှာကျွန်ုပ်ကိုကြောက်ရွံ့ထုအဖြစ်နဲ့ဝကြွေးခံရတာပါကျွန်ုပ်တာဝန်မကျေလို့အထက်ပုဂ္ဂိုလ်တွေကအပြစ်ပေးတယ်ဆိုတာတဲ့အခုလိုခံကိုခံရမယ်ကံဝေကြွေးကြီးတခုပါကိုပါနေလို့ပေါ့ဗျာဩဒီလိုကိုကျွန်ုပ်နားလေပါပြီဆရာလေးဆရာလေးလူရခီးဆက်နိုင်ပါပြီကျွန်ုပ်ကိုလည်းတွားခွင့်ပြုပါအောင်အဲ့လူငယ်ကခေါင်းကြီးပြတဲ့အခါတော့တောင်ဆောင်တဲ့ကြီးကစီးတော်ကြောက်ဦးစီးပြီးတော့ပြောက်ွယ်သွားသလိုလူငယ်ကလည်း ဖြစ်ဖြစ်မှန်မှန်ခြေလန်းတွေနဲ့ရှောက်လာခဲ့လေတော့တယ်။နတ်တော်အနီးကင်ပီနဲ့အတွင်းမှာရှိတဲ့ဇူဇလဲပင်လို့ခေါ်တဲ့ရွာတရွာမှာလူအများကရဲရွာလူကြီးအိမ်ကိုတွားနေကြတယ်။ရဲရွာလူကြီးအိမ်အရှိမြေကွက်လက်မှာတော့ဖြာချမ်းတွေခင်းကျင်းထားပြီးတော့အဲ့ဒီဖြာချမ်းပေါ်မှာရဲရွာသူရွာသားတွေကစုထိုင်နေကြတယ်။ရွာသူကြီးကတော့ခြေလေးချောင်းထောက်စပွဲရှိကောင်ပြင်ကလေးထိုင်မှာထိုင်နေကူးရနေတယ် သူ900နေရင်နေရွာသူရွာသားတွေကတဖွဲ့ဖွဲ့ရောက်ရှိလာကြတယ်။ရွာလူကြီးကမျက်လုံးပင်လက်မကျဘူး။ကိုင်းရမပြတ်ပင်နေလူဆုံးမိလား။အဲ့ဒီလိုမေးလိုက်တယ်။အဲ့ဒီခါတော့ထိုင်ကြည့်နေကြတဲ့သူတွေကဆုံးတော့ပေါ့လူကြီး။အဲ့ဒီလိုပြန်ပြောနေတယ်။ရွာလူကြီးက900ကိုပစာအတွင်းမှာထိုးထည့်လိုက်ပြီးတော့ဝါရွေပြေကနေတတွေးတစ်ချက်ထွေးလိုက်တယ်။ကဲအခုရွာလူတွေကိုအရေးကြီးလို့ခေါ်ရတာပဲ။အရေးကြီးကိစ္စကတော့အခြားမဟုတ်ဘူး။ နှစ်တောင်နဲ့ပတ်သက်တဲ့ကိစ္စပဲနှစ်တောင်နဲ့ပတ်သက်တဲ့ကိစ္စဆိုတော့ဘာများလဲနှစ်တောင်မှာမြင်းကြီးလှုပ်သွားတယ်နေခေါင်ခေါင်မှာမိုးရီချိန်နေ လေရီကျန်းနေတဲ့မနက်ကတော်တယ်သားကောင်ဖြစ်သွားတဲ့မန်းပါဝေတို့ငါပြောတာပဲဟဲ့မန်းပါဝေနင်းထပြောစမ်းအဲ့ဒီကတော့ပြစ်သွားတယ်မန်းပါဝေကထလာတယ်ဟုတ်တယ်ငါရဲ့မန်းခန်းလိုက်ရင်တောကောင်ပြစ်သွားတာသားကောင်တကောင်မှမရခဲ့ဘူးငါတို့ပြစ်လိုက်တဲ့တမင်တကောင်နောက်ကိုလိုက်ပြီး မျက်ခြေပြတ်သွားလို့တခြားသားကောင်ထက်ရှာနေတော့တော်ကြီးတခုလုံးတော်လေးတန်ကြီးကြားရပြီးတော့ငရင်ထားလို့တာပဲကောင်းကင်မှာတိမ်မဲလည်းမရှိပဲလျက်စည်းတွေလက်ပြီးမိုးတွေပါချိန်နေပြီးတော့လေရီလေတအားစောက်တိုက်သွားလို့လူပါလဲကုန်နေငါတို့လည်းထူးဆန်းတာနဲ့ရွာပြန်လာပြီးတော့နတ်ဆရာကြီးဥမန်းကြော်ခိုင်ကိုမေးတော့လက်တော်အရှင်ကြီးငါတို့ကကြောင့်စိတ်တူနေရဆိုပဲအဲ့ဒီခါနတ်ဆရာကြီးဥမန်းကြော်ခိုင်လို့ထင်ရတယ် အသက်90အရွယ်နီးပါးလူကြီးတစ်ယောက်ကထလာတော့တယ်။ဟုတ်တယ်။အဲ့ဒါနှစ်တောင်ရှင်ကြီးစိတ်ဆိုးတာပဲ။ဟိုလွန်ခဲ့တဲ့နှစ်တရာကျော်တုန်းကလည်းအဲ့ဒီလိုဖြစ်ဘူးရဲ့။အဲ့ဒီလိုဖြစ်ပြီးခဏကြာတော့ရွာမှာကဲယောဂါဆိုင်ပြီးလူတော်တေကုန်နေ။ငါရဲ့အဖိုးကနှစ်တောင်မှာထူးထူးဆန်းဆန်းနေဖြစ်ပြီးရွာလူတွေတေကုန်တော့တခုခုထူးခြားတယ်ဆိုပြီးတောင်ပေါ်ထိတ်ထိတ်တက်ကြည့်တာ။ကူတခုထဲမှာကြိုက်ုပ်ကြီးတည်သွားတယ်။အဲ့ဒီကြိုက်ုပ်ကြီးကနှစ်တောင်ရှင်ကြီးရုပ်ထုပဲ။ ငါဖိုးလေထိုင်ကြတော့ပြီးတော့တောင်းမှမှရွာမှာလူတွေဆက်မတည်တော့တာပဲ။ကုညီကဲတင်မဲ့ဆေးစရာဝင်စုသူတွေလည်းရောက်လာတာပဲ။အဲ့တော့နင်တို့အားလုံးငါပြောချင်တာအခုလိုနှက်တောင်မှဖြစ်တာငါတို့ရွာအတွက်စိုးရင်ရတယ်။ငါတို့တွေတောင်ထိပ်ကိုတက်ပြီးတော့ကုရေရတခင်ကြီးရုပ်ထုကိုတောင်းမှန်ရမယ်။အဲ့ဒီတော့နိုင်နိုင်နဲ့ကာလာသားဆေးအောင်နဲ့ဂရုမေပစ္စည်းတွေလုံးကြဖို့ပဲ။အဲ့ဒီခါလူကြီးသူမတွေကလည်းလက်ဆရာကြီးရဲ့ဇကားကိုထောက်ခံတာကြောင့် ရွာကလူတွေကကရောမေပစ္စည်းတွေပြုတ်လောက်ကြတယ်။ကာလာသာဆေးဥခန့်ကိုလည်းတန်တန်မာမာတွေကရွေးထုတ်ပြီးတော့လူပဲပစ္စည်းအများအပြားကိုအဲ့တခုစီထဲမှာဆေးဥလုံးကိုထည့်သေးခိုင်းကလက်ဆရာကြီးဦးဆောင်ပြီးတာမိုကိုတက်လာခဲ့တော်တယ်။တာမိုတက်လာခဲ့ကြပြီးတော့ညနေခင်းကိုရောက်တဲ့အခါတော့ကာလာသားတွေကချောင်းအိမ်တစ်ခုအနီးမှာခီးတထောင်နားကြတော်တယ်။ဝေးလက်ဆရာကြီးငါကခုမှတတိယရတယ်။နေကလိုင်ကူရှိတဲ့နေရာတီးလို့လား။ ကာလာသားတအူးအမေကြောင့်အယိုးကောင်းခွန်တိတိလေးတစ်ခုပါတဲ့တောင်ဝင်းကိုကင်ကကြောက်တုံးကြီးပေါ်ထိုင်နေတဲ့နတ်ဆရာကြီးကပြန့်ပြေးရော်တယ်။မတီးပဲနင်တို့ငါခေါ်လိုက်အကုံတောမောင်တောမောင်ဖြစ်မှာပေါ့စထိန်သားရ။အဲ့ဒီလိုင်ကူကတောင်ထိပ်အနီးမှာရှိတယ်။ငါနေရွယ်ကစင်းမြေဆိုင်ရောက်ဖူးတယ်။တကယ်ကြောက်ရွံ့သူကြီးတစ်ခုရှိနေတာပဲ။ငါလည်းထိုင်ရှိခိုးပြီးတော့ငါလူချင်းနဲ့ရှားပါးတဲ့စင်းမြေတွေဆူတောင်းလိုက်တာ။တကယ်ပဲအဲ့ဒီကစင်းမြေတွေက ငါလူချင်တာတွေပဲရှာတွေးခဲ့တာဆူတောင်းလေးပြည့်တယ်အမှန်ပဲလားနတ်ဆရာကြီးကငါလည်းနင်အမိုးမွေကြိုက်တယ်လို့ကျင်းပြရမှာလားနင်းလိန်နာနင်အမိုးမွေကြိုက်တယ်ခိုင်းမှာလားနတ်ဆရာကြီးကလည်းငါအမိုးကငါငငယ်ကလေးကတေးလို့အယူထောင်ဆွေးနေပြီငါကျင်းပြစရာနင်မိုးပဲရှိတယ်စက်ထိန်သားရတော်တော်နင်လောက်တာအိမ်မှာကြံခဲ့တဲ့ငါမိုးလည်းအေးအေးမနေရဘူးတကယ်ပဲဆူတောင်းပြည့်ရင်တော့ငါတော့နတ်မုံလေးရဲ့ယောက်ျားဖြစ်ရပါစေလို့ဆူတောင်းမယ် ဝေးစထိန်သာညင်တင်အဲ့လိုဆူတောင်းလို့ရယူလားငါတို့လည်းဆူတောင်းမှာပေါ့ဟာအေးလေငါတို့လည်းဆူတောင်းမှာပဲအဲ့ဒီခါကာလာသားတွေအကုန်လုံးကရွာရဲ့အချောလာဆုံးနတ်မုံလေးရဲ့ယောက်ျားဖြစ်ဖို့ဆူတောင်းမယ်လို့ပြောကုန်ကြတယ်အဲ့ဒီခါနတ်ဆရာကြီးကမနေတာတော့ဝေးနင်တို့ကုန်တိတ်ဆန်းနတ်တောင်အရှင်ကြီးကြောက်ရွံ့သူကတကယ်ဆူတောင်းပြရနော်တော်ကြနင်တို့ဆူတောင်းနေအကုန်ဖြစ်ပြီးလိုက်လို့ငါရွာသူအချောလေးကဒီနေ့တကြောမှာ ထမဆုံး၄၀ယောက်ယူတဲ့မိမဖြစ်သွားလိမ့်မယ်။သူလည်းဒုက္ခရောက်တယ်။နင်တို့လည်းအလဲကျဖြစ်ကုန်ပါမယ်လေ။နတ်ဆရာကြီးနင်မဟုတ်တာတွေမပြောနဲ့နော်။အလဲကျဆိုတာဘာကိုဆိုလိုတာလဲ။အမန်စထိန်သား။နင်ကနင်လိုရာဆွဲတွေးရာကိုငါပြောတာအလဲကျဖက်ရမယ်နိုင်ရမယ်တွေပြောတာ။အဲ့ဒီခါတစ်ဖွဲလုံးကအတူတူနေကြုံပြီးတော့တဟီဟီတဟာဟာကြီးလိုက်ကြတော့တယ်။တအောင်နားပြီးတဲ့အခါတော့ခီးပြန်ဆက်ပြီးတမိုးကိုတက်လာခဲ့ကြတယ်။ တောင်မို့မနာမနီတက်နေရင်းနဲ့တဖြည်းဖြည်းနေပြောက်သွားကောင်ပေါင်သွားတာကြောင့်ညမောင်မေဆိုတာကြွတ်တက်ထားတဲ့ရွာသားတွေကရေနံစီမီးထုပ်တွေကိုထုံလိုက်ကောင်ဆက်လက်တက်လာခဲ့ကြတယ်တိုးတောင်နေရဲ့တဘာဝအရာတော့ညဟာတိတ်ဆိတ်ချောက်ကနေပြီးတော့ပိုးကောင်ငယ်တွေအော်မြည်တဲ့ညအစာရှာထွက်တဲ့တားကောင်တွေအတန်ကိုကြားရတယ်ဇူဇလဲပင်ရွာသားတွေကတော့လက်စရာကြီးရှိဆုံးကဦးဆောင်ပြီးတောင်ထိပ်ကိုတက်နေကြတယ်တဖြည်းဖြည်းညဟာမောင်မိုက်လာခဲ့တယ်လို့ပိုးကြီးပို့ပြီးတော့တိတ်ဆိတ်လာတော့တယ် ။ကောင်းကင်မလေးတင်ကင်းစင်ကလာမင်းကြီးကတော့ကြေအောင်နေကြမှာသူ့ရဲ့အလားကိုထင်သာမြင်သာအောင်ပြသနေရော်လေ။လက်ဆရာကြီးတွေကတောင်ထိပ်ကိုရောက်လာပြီးတော့မမီးရဲ့လန်တိုင်လိုက်တော့လေလိုင်ကူကိုမတွေ့ရတာကြောင့်ဒုက္ခရောက်နေကြတယ်။လက်ဆရာကြီးနင်ပြောတော့ဒီနားမှာဆိုဘယ်မှာလဲလိုင်ကူအေးလေဝေးနင်ပြောတဲ့လိုင်ကူမပြောနဲ့ဒီနားမှာငါတော့ကူနဲ့တူတဲ့ကြက်တွင်းတော်မတွေ့ဘူးနေစမ်းပါအိုးနင်တို့ကလေဒီနားမှာရှိတာတော့သိကြတယ်ငါစဉ်းစားပါအောင်မင်း ဲ့ဒီချိန်ချွ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 အတန်တွေကြားရတာကြောင့်ကာလာသားတွေကောင်းထောင်သွားပြီးတော့လူကိုစုရီဓားပါတဲ့လူတွေကထုတ်လိုက်ကြတယ်။ချုံပုတ်ထဲကနေကြားရတာကြောင့်တေချာစူးဆိုင်ကြည့်နေစဉ်ချုံမောအောက်ကနေတမင်သားမိကထွက်လာတယ်။လူတွေကိုမြင်တဲ့အခါတော့တမင်သားမိကလန့်ပြီးအိမ်နေရာကနေထွက်ပြေးသွားကြတယ်။အိုဝေးဒီတမင်တွေကတော့လန့်သွားတာပဲ။ငါခုတ်တက်လိုက်ရ။နေ哦တမင်တွေကဒီနောက်ကနေထွက်လာတာပဲ။အိမ်နောက်မှာပါရှိတဲ့ជីကြီးဆန်းစထိန်သား စတိန်သာခြုံကိုဖြဲကြည့်ရင်ခါတော့ဝေးလက်ဆရာကြီးနင်ပြောရင်လှိုင်ကူနေမယ်ဒီမှာငါမြင်နေရတယ်အဲ့ဒီလိုပြောလိုက်တဲ့အခါတော့ကာလာသားတွေကခြုံကိုအတင်းဖယ်ပြီးတော့ကူထဲကိုဝင်လာကြတော့တယ်ဒါပေမဲ့ကူထင်းထဲမှာတော့ကြောက်ဖြာကြီးတစ်ချက်သာရှိနေပြီးတော့ဘာကြောက်ရွံ့ထူးမှရှိမနေဘူးလက်ဆရာကြီးနင်ပြောတော့ကြောက်ရွံ့ထူးကြီးရှိတယ်ဆိုအခုတော့ဘာမှမရှိပါလားအေးဘလို့ဖြစ်တယ်မသိဘူးဒီကူကတော့တေးကြတယ် ။ငါဒီကြောက်ဖြာကြီးကိုတေချာမှတ်ထားတာပဲ။နေစမ်းပါဦး။ဒီချီကဘယ်သူချီရတော့။မီးရောင်အောင်မှထင်းနေတဲ့ချီရကိုငုံကြည့်လိုက်ကြတယ်။ချီရကအပြင်ဘက်ကိုထွက်သွားဟန်ရှိတယ်။ငါတို့ချီရပဲဖြစ်မှာပေါ့။နီယိုထူကလမ်းလျှောက်ပြီးထွက်သွားမလား၊နတ်ဆရာကြီးက။အေးဒါတော့ငါမသိဘူး။ဒီကိုဆူလာတော့တေချာတယ်။ဘာပဲဖြစ်ဖြစ်ငါတို့သူ့ကိုလူမဲ့ပစ္စည်းတွေကိုဒီနေရာမှာပဲထားခဲ့ပြီးတော့သူ့ကိုရီမန်ကြောကြွေးရွာပြန်ရောက်ရင်တော့ ကျဲဥထူကြီးမရှိတော့တာပြင်မပြောချနဲ့နော်ဥပဒဏ်ကြောင့်ဥပတ်ဖြစ်ကုန်ပဲပြီးပါငါတို့ကနေ့စကားကိုနားထောင်ကြပါလေကာလာသားတွေကကြောက်ဖြာကြီးပေါ်မှာပစ္စည်းတွေကိုတင်ပြီးတော့ထိုင်ကြတော့လိုက်ကြတယ်အိနောက်အဲ့ဒီတင်ညာကတော့အဲ့ဒီကူရဲမှသာအနားယူအိပ်ဆက်ခဲ့ကြပြီးမနေ့လေးနေ့ကတော့တောင်အောင်ကိုပြန်ဆင်းလာကြတယ်အဲ့လိုဆင်းလာရင်းနဲ့တနေ့ရအရောက်မှာတော့ဖြောက်စိတ်ပင်ခက်ကြီးကြီးအောင်မှာတရားထိုင်နေတဲ့လူငယ်တအူးကိုတွေ့မြင်လိုက်ရတယ် လက်ဆရာကြီးအဲ့ဒီလူကဒီလောက်တော်ကြီးထဲမှာတရားလာထိုင်နေပါရောဘာလို့လဲသိလားငါလည်းပဲသိမှာတော့ဒါပေမဲ့ဒီလူကသူတော်ကောင်းလက္ခဏာနဲ့ပြည့်စုံတဲ့ဥပဒေရုံရှိတယ်။ငါအထင်တော့တော်ထဲမှာအဋိဌံကျင့်စင်လာခြင်းနဲ့သူတယောက်နေမှာပဲ။ငါသွားမေးကြည့်အောင်မေး။လက်ဆရာကြီးကရှေ့ဆုံးကနေထွက်လာခဲ့ပြီးတော့တရားထိုင်နေတဲ့လူငယ်နီးကိုတွောလာခဲ့တယ်။အဲ့ဒီချိန်ဘဲကမမ်းမသိတဲ့အကြကြီးတကောင်ကလက်ဆရာနဲ့လူငယ်ကြားမှာ ခုံကြီးဝင်လာပြီးတော့လက်ဆရာကြီးကိုမန်ဖီပြနေတယ်။လက်ဆရာကြီးအပါဝင်ခလာသားတွေကလည်းလက်ဖြန်သွားပြီးတော့လုခမွေကကနဲ့ကြာကြီးကိုမင်းတက်နေကြတော့တယ်။အဲဒီချိန်တရားထိုင်နေတဲ့လူငယ်ကောင်မျက်လုံးပွင့်လာကလဲကြည့်ပြီးတော့သူတို့ကငါ့ကိုအနေရပြုမဲ့သူမဟုတ်ပါဘူး။တင်လို့ရအောင်တွားနိုင်ပါပြီ။အဲဒီလိုပြောလိုက်တဲ့အခါတော့ကြာကြီးကအဲဒီသူငယ်ကိုပြန်လဲကြည့်ပြီးတော့တချက်ဟင်းကအဲဒီနေရာကနေပြေးထွက်သွားတော့တယ်။အဲဒီခါမှာနက်ဆရာကြီးတွေက တပြင်းကိုဟင်းကနေချပြီးတော့အတဝဝရှူလိုက်ကြတယ်။အဲဒီသူငယ်ကနတ်ဆရာကြီးအနီးကိုရှောက်လာပြီးတော့ပြုံးပြနေတယ်။ငါတို့ကဒီတောင်ကြီးကရွာမှာနေတဲ့သူတွေပါ။နင့်ကိုတွေ့ရနဲ့ဘာအကူအညီလိုမလဲမင်းမလို့လာတာပါ။ကျွန်တော်အကူအညီမလိုပါဘူးဗျာရပါတယ်။ဒါနဲ့အဖိုးကျွန်တော်အဖိုးတို့ရွာကိုလိုက်ခဲ့လို့ရမလား။ရပါတယ်။နေလိုက်ချင်လိုက်ခဲ့ပေါ့အသိရှိလို့လား။မရှိပါဘူး။ကျွန်တော်ကစိတ်เสียပါ။ ဖိုးလူရွာမှာအကူအညီလိုရင်ကူညီလို့ရအောင်လို့ပါအဲ့ဒီခါထိုလူငယ်နဲ့နက်စရာကြီးတို့ကတအောက်ကိုစကားပြောရင်းနဲ့တူတူပြက်စင်းလာကြတယ်။ငါနဲ့မရမန်းကြော်ခိုင်းနဲ့ငါတို့ဇူးစလဲပင်ရွာမှာတော့ငါ့ကိုနက်စရာကြီးအဖြစ်သိကြတာပဲ။နင့်နမရရောကျွန်တော်နမေတူရလို့ခေါ်ပါတယ်။တူရနေဟာနမေနဲ့လိုက်တာပဲ။ဒီလောက်တော်ကြီးမြတ်မဲတဲ့မှာတယောက်တည်းတရားလာထိုင်ရတာတော်ရုံတူရတတိရှိသူမဟုတ်ဘူး။နေုံကကူးမသိပြီမြင့် မျက်မျက်နှာကရင်းရင်းနှီးနှီးသိနေတယ်။ဒါပေမဲ့စဉ်းစားလို့မရအောင်စဉ်းစားလို့မရရင်မစဉ်းစားပါနဲ့အဖိုးရာအဖိုးကောင်စပင်းနေအစဉ်းစားလို့တော့အကုန်ဖူးဖေးဖြူကုန်ရင်တော်ကြာရွာမှာဆန့်ဖြူရှင်နဲ့ဆရာကြီးဆိုပြီးနာမည်ကြီးသွားပါမယ်။နေကအတော်ကြီးဆရာပြောတတ်တာပဲ။သူရန်းနေနဲ့ဆရာကြီးစကားပြောတာကိုနားထောင်နေတဲ့ကာလာသားတွေကလည်းပြုံးမိသွားကြတယ်။သူတို့တောင်ပေါ်ကနေပြန်ဆင်းလာတာမကြသေးတော့လေတောင်ကြီးကိုထူးဆန်းစွာ မြင်မြင်ဆက်ဆက်ရောက်ရှိလာကြသည်။နက်ဆရာကြီးတို့တက်တိုက်ကတော့အံ့ဩနေကြပြီမေ။သူတို့အနေနဲ့ကတော့ဒါဟာထူးဆန်းမနေပဲပြုံးယုံသာပြုံးနေခဲ့တယ်။ရွာစီကိုထပ်မံလျှောက်လာကြပြီးတော့ရွာလေးကိုရောက်ချိန်မှာကတော့ပြီးစီးခဲ့ကြအောင်ပြောပြီးတော့လက်ရုပ်ပြောင်းနေခြင်းကိုတော့ရွာစုဘူးမှာဆိုရင်နက်ဆရာကြီးတို့အဖေကအစိုးကလေးရမပြောရင်တိုင်ပင်ထားကြတယ်။သူတို့ကနက်ဆရာကြီးဥမန်းကျော်ခိုင်နဲ့ခင်မင်သွားပြီးတော့ဥမန်းကျော်ခိုင်အိမ်မှာသာတိတ်ခုနေရတယ် ်နက်ဆရာကြီးကလည်းသူရကိုအလုံးခင်မင်းသွားပြီးတော့သူ့လိုသားလိုကိုဖြစ်သွားတယ်။ဒါပေမဲ့နက်ဆရာကြီးရဲ့အိမ်မှာဖျားဆင်းသူတော်ရှိမနေဘဲနဲ့နေရုပ်တွေသာရှိနေခြင်းကခက်ပေတယ်။နေရုပ်တွေကလည်းအပြင်38မင်းအပါဝင်သူတို့ရိုးရာနေရုပ်တွေလည်းပါနေရောတယ်။သူရရှိနေတာကြောင့်အဲ့ဒီနေရုပ်မှာနေနေကြတဲ့အောင်းနဲ့ကိုဘွားတွေကမနေတာတော့ပဲထွက်သွားကြတယ်။တနေ့တော့ညတကောင်ရဲ့အချိန်မှာသူရအိတ်ဆက်နေခိုက်မှာတော့တတောင်တောင်စုညံတန်တွေကြောင့်နိုးလာခဲ့တော့တယ် အိမ်ရှိကဖြစ်သွားတဲ့လူတွေရဲ့အတန်ကိုလည်းကြားရတာကြောင့်သူရကထွက်လာခဲ့ပြီးတော့ကုပစ်ပေါ်မှာထားလိုက်တော့တယ်။လက်ဆရာကြီးကလည်းထွက်လာခဲ့ပြီးတော့ဒီအချိန်ကြီးတန်ချောင်းခောက်တော့အီကနာတခုခုဖြစ်ပြီးချင်းနေ။ငါသွားကြည့်အောင်မင်းနေခဲ့ဦးသူရအဲ့ဒီလိုပြောပြီးထွက်သွားတော့တယ်။သူရကတော့အေးစေးတတစွာပဲအိမ်ရှိကုပစ်မှာထိုင်နေခဲ့တယ်။တအားအကြတော့လက်ဆရာကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ဝင်လာတယ်။ဘာများဖြစ်တာလဲအဖိုးနင်းအတာနေအောင်သူရ ငါဒေါသဖြစ်လာတယ်။အိမ်နောက်တော့လက်ဆရာကြီးကသူ့ရဲ့နှယုတ်တွေထားတဲ့အခန်းထဲမှာဂါထာမန္တန်တွေမမ်းမုန်နေသလိုအမိန့်တန်တွေလည်းထွက်ပေါ်နေရောတယ်။မကြည်မနဲ့တောက်ခေါက်တန်တွေကလည်းကြားရပြီးတော့အပြင်ကိုထွက်လာပြီး သူကနင်းကအထက်ဆရာဆိုဟုတ်လား။အဲ့ဒီလိုမေးတဲ့အခါတော့သူကခေါင်းကြီးပြတယ်။ဆော်ဆော်ပြောပါရောလားနင်းကို။အဖူးကမှမမေးပဲ။ကဲကဲနင်းကြောင့်ငါနဲ့တွေ့အိမ်ထဲဝင်မရဘူး။ဒီခဏအပြင်ထွက်ပေးပါလား။ ငါလှုပ်ဆရာရှိကောင်းပါပြီဗျာအတီတော်လည်းမတက်လိုက်ပါနဲ့ဦးလက်ဆရာကြီးကသူ့ရောက်ကိုကြည့်ပြီးတော့အံ့ဩသွားလေနေရဘာတိထားလို့လဲစောစောကတန်ချောင်းခောက်တာကင်းနေရကင်းဆောက်တယောက်တရေဝင်ဘူးလို့မဟုတ်လားအဲ့ဒါတဖက်ရွာကဆုံးကနေချဲ့နေတာနဲ့အဖိုးကိုစိန်ခေါ်သွားရင်လေအဖိုးကအဲ့ဒါကြောင့်ဒေါသထွက်ပြီးတော့လက်နဲ့တိုက်တက်မလို့ဆိုတာကျွန်တော်ရိပ်မိပါတယ်သူသူကနေဟာတာမန်အထက်ဆရာမဟုတ်ပေဘူးပဲနင်းဘသူလဲ ။သူရကပချိုင်လေးတွေပေါ်တဲ့အထိပြုံးပြလိုက်ပြီးတော့ကျွန်တော်နာမည်သူရပါပဲ။တချို့ကတော့ပါရမီရှင်မောင်သူရရင်လို့ခေါ်ကြပါတယ်အဖိုး။အဲ့ဒီလိုပြောကထွက်သွားခဲ့တော့တယ်။လက်ဆရာကြီးရဲ့နှုတ်ကပါရမီရှင်မောင်သူရလို့ရေရွမိသွားတယ်။အဲ့နောက်တော့လက်ဆရာကြီးကအခန်းတွင်းကိုပြန်ဝင်ပြီးတဖက်ရွာက ဆုံးကိုသူ့ရဲ့နှက်တွေနဲ့ပြန်တိုက်နေရောတယ်။တဖက်က ဆုံးကလည်းအတီကြီးပြန်တိုက်နေတော့ဆုံးရဲ့ပညာပုံမထက်နေရကြောင်းလက်ဆရာကြီးကသွေးရည်အန်ချာကောင် ရှုံးသွားခဲ့ရတယ်။မနေ့ရောက်တဲ့အခါတော့သူရကလက်ဆရာကြီးအိမ်ကိုပြောင်းလာခဲ့ပြီးတော့အိမ်ပေါ်ကိုတက်လာခဲ့တယ်။လက်ဆရာကြီးတယောက်အခန်းတွင်းမှာလဲလျောင်းနေပြီးတော့ဒူးလိမ်ပြီးဝေဒနာတစ်ခုကိုပြင်းထန်စွာခံစားနေရပုံရတယ်။သူရကလက်ဆရာကြီးကိုကြည့်ပြီးတော့တနာကျူနာတက်မိပြီးအခန်းတွင်းကိုဝင်လာခဲ့ကလက်ဆရာကြီးဘေးမှာထန်လိုက်တော့တယ်။အဖိုးဖိုးကြီးရတာမခံစားသာလိုက်တာဗျာ။ဘလို့နေလို့လဲ။သူက ငါမင်းညာရှုံးသွားတယ်ဟာဆုံးကအတော်ပညာထက်တယ်ငါနဲ့တွေ့နေငါ့ကိုပြန်တိုက်တဲ့အပြင် သူ့ပညာဆက်နဲ့ထပ်တိုက်တာငါရင်ထဲမှာမိစားနဲ့ထိုးသလိုပူလောင်နေတယ်ငါအတွင်းကလေးစားတွေလောင်ကျန်းနေသလိုပဲอืมအဖိုးကိုဟိုကဆုံးမိနဲ့တိုက်လိုက်တာကိုအဲ့ဒီဆုံးမိကခန္ဓာကိုယ်တွင်းရကလေးစားတွေပစုပ်တွေကိုဖြည်းဖြည်းချင်းလောင်ကျန်းပြာကြပြီးတော့ခုနှစ်ရက်ပြည်ရနဲ့တည်ရောဟောပြအဖိုးခွင့်ပြုမယ်ဆိုရင်တော့ကျွန်တော်ကပျောက်ကင်းအောင်ကူတာပေးပါမယ် ဒါပေမဲ့နောင်ကိုအဖို့နတ်တွေကိုမကိုးခဲ့ပဲဂေါတမဖះကိုပဲကိုးခဲ့ပါမယ်လို့ဂရီပေးနိုင်မလားဒါဆိုငါနတ်ဆရာလုံးမရတော့ဘူးလားသူရအငါတို့မျိုးကနတ်ဆရာပဲလုံးလာခဲ့တာငါပညာနဲ့လူတွေကိုကူညီကျင်သေးတယ်ကျွန်တော်ပြောတာနတ်ကိုကိုးခဲ့မှုနဲ့ကတော့ဒါပြောတာပါအဖိုးအဖိုးကိုးခဲ့တဲ့နတ်တွေကအောက်နတ်တွေကြီးပဲကျွန်တော်နဲ့မဆိုင်လို့ဝမ်းမပြောတာဒီလိုနတ်မျိုးတွေကနီးရထားကိုကြောက်ကြရတယ် သူတို့ထက်ပညာထက်တဲ့သူဟာခိုင်းတော့ဘာမှမဆိုလုပ်ပေးကြရတယ်ဗျ။အဲဒါကြောင့်အဖိုးအတူမရှိဗုဒ္ဓမြတ်စွာဘုရားကိုပဲကိုးကွယ်ဖို့ကျွန်တော်ကတိုက်တွန်းတာပါ။အဖိုးလို့ချင်းနဲ့လက်ဆရာဖြစ်လို့ရပါသေးတယ်။ညီပြောတာငါနားလေပါပြီ။ညီပြောတဲ့အတိုင်းလုပ်ပါမယ်။သူကရေတခွက်ကိုခတ်ကောင်းမန်နဲ့တပုတ်ကိုအချိန်များစွာရွတ်ဖက်နေရောလေ။မန်နဲ့ရွတ်ပြီးတဲ့အခါတော့လက်ဆရာကြီးကို ကောင်းမှမှပြီးတော့ဖြည်းဖြည်းချင်းတိုက်လိုက်တယ်။ရေတွေကုန်စီအောင်တိုက်ပြီးရတယ် ူရကနက်ဆရာကြီးရဲ့ဝမ်းပိုက်ပေါ်လက်တင်ပြီးတော့ဤခန္ဓာကိုယ်တွင်မှရှိတဲ့ပယောဂဆက်မဲ့သည်။အကုန်ပြတ်တော့စမ်းအဲ့ဒီလိုအာနာဆက်နဲ့မန်လိုက်တော်ရင်ခဏကြာနက်ဆရာကြီးကတွေးရင်အန်ချပြီးတဲ့အခါတော့မိသွေးတွေလိုမဲမဲတုံးအသေးလေးတွေပါပါလာခဲ့တယ်။အိမ်နောက်မှာတော့နက်ဆရာကြီးကလူကောင်းပကတိဖြစ်ဖြစ်သွားပြီးတော့အရင်လိုပဲသွာလာလှူရှားနေတော်တယ်။သူကပြောတဲ့အတိုင်းမြို့ကနေဖျားဆင်းသူတော်တဆူပြင်ပြီးတော့အင်းရဲ့အမြင့်နေရာမှာ ဖះကျောင်းဆောင်လေးဆောက်ပြီးတော့တင်ပြီးတဲ့နောက်တော့တရဏဂုံ30ကိုသူရတင်ပြီးတဲ့အတိုင်းယူဆိုပြီးဖះကိုဥချကြတော်တော်ရင်းအိမ်နောက်မှာတော့သူရကောင်ဖះကိုသာစိတ်ထဲမှာအမြင်ချညိုပြီးတရဏဂုံ3မှကိုသာအကုံဆောင်မှာကဘေးဘီယောကအနောက်ရှက်တွေမကင်းသည့်တိုင်အောင်ဝိနာကန္တာမပိုင်ရင်တေစီသည့်အဖြစ်မျိုးမရောက်ကြောင်းရှင်းပြတော်ရင်းဖះကတော်နီရှေခိုနီ24ဖြစ်စီနေဖះကုံတော်တရားကုံတော်ဩဃာတာကတော်ကျိုးအပါဝင်ဖះစာရီကို စာအုပ်တအုပ်မှရေးမှတ်ပြီးအလို့ရစေဖို့စုခိုင်းနေတယ်။လက်ရှိအကြီးကလည်းသူရရဲ့ကောင်းမှုကြောင့်မနက်ခင်းနဲ့ညအိမ်ရာဝင်တိုင်းသူရရေးပေးတဲ့ဖျားစာတွေကိုယူပြီးတော့ဖျားကိုပူဇော်ကရှီကိုကတော့လျော်တယ်။အဲ့လိုနဲ့သူရကထူရကလေးမှတလားခံနေနေချင်းတနေ့သောအခါမှာတော့မနှောအာယုံတစ်ခုရလိုက်တာကြောင့်လက်ရှိအကြီးကိုနှုတ်ဆက်ပြီးရွာကနေထွက်လာခဲ့တော့တယ်။ရွာထိပ်ကိုရောက်တာနဲ့ရွာတော်ရှင်ကြီးကို တွေ့ရတယ်။သူ့ရဲ့ဘေးမှာတော့ ပစိုးအနက်အင်ချီဖြူလေကလေးနဲ့လူငယ်မျိုးသားတယောက်ကိုတွေ့လိုက်ရတယ်။တရေလည်းမဟုတ်တစီလည်းမဟုတ်လူလည်းမဟုတ်တဲ့နတ်ဝိညာဉ်တစ်ခုသာဖြစ်နေရတယ်။သူကအနားရောက်သွားတဲ့အခါတော့ရွာတော်ရှင်ကြီးကစကားဆလာတယ်။ဆရာလေးဒီကောင်ကသူ့နံလွတ်လာတာလို့ပြောနေတယ်။ဆရာလေးကူညီနိုင်ကူညီပေးပါဦး။ကျွန်တော်ကူညီလိုက်ပါမယ်ရွာတော်ရှင်။သွားလို့ရပါပြီ။ရွာတော်ရှင်အဖိုးပြောက်သွားတဲ့အခါတော့အဲလူငယ်ကစကားဆလာပါတယ်။ ကျွန်တော်နာမည်ထွန်းခင်မှာကျွန်တော်မသိသေးတာတော့သိပါတယ်။ဒါပေမဲ့တညမှာကျွန်တော်လေးပြာလင်းစင်စာအုပ်ဖတ်ပြီးတော့အိတ်ခန်ကြီးလွင့်ကြည်ရနေအခုလိုလွင့်လာတာပါ။ကျွန်တော်ခန္ဓာကိုယ်ကိုစိတ်ပြန်ညှိုးလဲမရဘူး။ကျွန်တော်အိမ်ကိုစိတ်ညှိုးကြည့်ပေမယ့်အိမ်ကိုမမြင်ရဘူး။ကျွန်တော်နေရဲ့မြို့ဆိုတာကတော့မမီရဲ့လမ်းတွေလည်းသိပါတယ်။ဒါပေမဲ့ကျွန်တော်အိမ်နေရာမှာဘာမှမရှိပဲဗလာဟင်းလေးကြီးမဲမောင်နေတယ်။ကျွန်တော်လည်းငိုယိုမိနေတော့ ဒီနတ်တောင်နာကိုတွားဆိုတဲ့အတန်ကြီးကြာနဲ့စဉ်ညွှန်လိုက်တာအခုလိုရောက်လာတာပါပဲကဲလို့ရရင်ကဲပါအောင်ဗျာကဲပါကျွန်တော်ကူညီပါမယ်အဖြစ်ပြက်တွေကိုသာ ဖြည်းဖြည်းချင်းပြောပြပေါ့သူကအဲ့ဒီလိုပြောဆိုလိုက်တဲ့အခါတော့သူငယ်ရဲ့မျက်နှာမှာမျောလင်းချိန်ရောင်ကြီးတွေတန်ပြီးတော့သူကအာသူ့ရဲ့ဘဝဖြစ်စဉ်အကုန်လုံးနဲ့လက်ပြလွင်ခဲ့ပုံကိုပြောပြနေပါတော့တယ်ပရိသတ်များရှင်စာရင်းသူဘိုးထုမကွေရေးသားထားတဲ့ ။ဒီကနေ့တဖန်ပြန်လည်နိုးထခြင်းဆိုတဲ့ဇလန်လီကတော့ဒီမှလေးပြီးဆုံးသွားပါပြီ။နောက်ဆက်အားပြီးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။